Hello also a client ကိုကတိတ်နေ ticket swimming channel လေးကနေနှွှဲထွေးစာကျဆွလိုက်ပါတယ်ဒီနေ့လေးမှာတော့နန်းနန်းလေးက healthy relationship ပန်းစံတဲ့ဥယျာဉ်မှုဆိုတဲ့စာအုပ်လေးရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်မိမိကိုကိုချစ်အောင်ကျဆပါ healthy relationship ကို တို့ချင်းရပထမဆုံးမဖြစ်မနေလှုပ်ရမှာကမိမိကိုကိုချစ်ဖို့ကြိုးစားရမှာပဲမိမိကိုကိုချစ်တဲ့သူကသာတပားသူကိုလည်းဘယ်သူချစ်ရမလဲဆိုတာသိမှဖြစ်ပြီးသစိမ်းတယောက်နဲ့ကိုနဲ့ချအချစ်တခုပေါက်ဖွားလာရင်လေကိုရဲ့ငကိုစရင်ခံမှာချစ်ချင်းမြတ်တာဆိုတာရှိနေမှာဒီအချစ်တပင်လေးကိုချီးထွားခံမလာအောင် အတူတူပြုစုပြောင်းနိုင်မှာဖြစ်ပါတယ် အဲ့ဒီ relationship တခုဆိုတာကိုယ့်ကိုမေတ္တာစင်မေတ္တာမှန်နဲ့ချစ်တဲ့သူကို တွေ့တာနဲ့ရနိုင်တာမဟုတ်ပါဘူးနှစ်ဦးနှစ်ဖက်တည်ဆောက်ရတာမျိုးပါဒါကြောင့်ကိုယ်တိုင်က healthy relationship တခုကိုတည်ထောင်နိုင်စွမ်းထိန်းသိမ်းနိုင်စွမ်းမရှိတဲ့တွင်ဘယ်တော့မှရလာမှကြာရှည်ခံမှမဟုတ်ပါဘူး relationship တခုဟာတပင်တပင်လိုပါပဲအချင်းယူပြီးညှိုးနှိုင်းရတာလေ နားလည်မှုတစ်ခုတိဆောက်ရတာတွေအမားတွေကိုပြုပြင်ရတာတွေထိမ့်သိမ့်ရတာတွေအများကြီးရှိပါတယ်ဒါကိုတစ်ဖက်တည်းကလုံနေလို့မရပါဘူးနှစ်ယောက်တူတူတိဆောက်ယူရမှာပါ ကိုကိုကိုမချစ်တတ်သေးရင်တန်မိုးမထားတတ်သေးရင်ပျော်ရွှင်နေဆက်ဆံရေးတစ်ခုကိုရဖို့ဆိုတာခက်ခဲနေပါလိမ့်မယ်လူတွေကမိမိကိုကိုယ်တော့မချစ်နိုင်သေးပဲသူတစ်ပါးက နာချစ်တာကိုလိုချင်ကြတယ်။ဒါကြောင့်မိမိကိုကိုချစ်ဖို့ကပရမဥစားပေးဖြစ်ပါတယ်။မိမိဘဝကိုတည်ဆောက်ရမယ်။ကိုကိုကိုချစ်တဲ့စိတ်မရှိတဲ့လူ၊ကိုကိုကိုတန်ဖိုးထားစိတ်မရှိတဲ့သူ၊ဘဝအတွက်ကြိုးစားအားထုတ်မှု မရှိတဲ့သူဟာဘဝမရှိတဲ့လူပါပဲ။ဒါကြောင့်မိမိဘဝကိုတည်ဆောက်ရမယ်။ဘလို့တိဆောက်ရမလဲမိမိတံပိုးထားတဲ့အရာတွေကိုရှာဖွေရမယ် ဝန္တနာရီကိုရှာရမယ်။ရှင်းမှန်းချက်နောက်လိုက်ရမယ်။စူးစားပြီးရှင်းသန်းရမယ်။ဒီလိုလုံးနေခြင်းဖြစ်အားလေကုကုကိုချစ်တဲ့စိတ်တိုးပွားလာမှာပါ။ရှင်းမှန်းချက်ထားရမယ်။ရှင်းမှန်းချက်မရှိတဲ့လူတယောက်ရဲ့ဘဝဆိုတာဥရိယာမဲနေတဲ့အဆွန်တစ်ခုလိုပဲ။လေနေရလွင့်ပြီးရောက်ချင်ရရောက်ဖြစ်ချင်ရဖြစ်နေတော့မှာပဲ။ ဒီလိုပွားမျိုးဖြစ်နေရင်ကျွန်တော်တို့စိတ်တွေကလည်းလေနေရလွင့်နေတော့မှာပေါ့ဒါကြောင့်ညီမချက်ထားရမယ်ပြီးရင်အဲ့ဒီညီမချက်နောက်ကိုဖြည်းဖြည်းနဲ့မှန်မှန်လိုက်ရပါမယ်အိမ်မက်အတွက်စူးစမ်းရုံးကန်နေတဲ့လူငယ်တွေတိုင်းကတန်မိုးရှိကြတဲ့လူငယ်တွေပါပဲဒါကြောင့်တန်မိုးရှိတဲ့ဘဝတစ်ခုဖြစ်ဖို့ဆိုရင်ဒီမဲ့ချက်တွေထားပြီးအစ်စ်စ်တွေကိုရှာဖွေရင်းစူးစမ်းနေထိုင်ဖို့လိုပါတယ် ိမိကိုကိုအားကိုးခြင်းစိတ်ရှိရမယ်ကျွန်တော်ဘဝမှာမကြိုက်ဆုံးကမိမိကိုကိုအားကိုးခြင်းစိတ်မရှိတဲ့လူတွေပဲတခုခုစာကြနာတခုခုလိုချင်တာကစားတရရောက်စီကရဖို့လိုချင်နေတဲ့လူတွေတပားသူကိုပဲအားကိုးခြင်းနေတဲ့လူတွေပေါ့ဒီလိုလူတွေကမိမိကိုကိုလေးစားမှုလည်းရှိနေမှာမဟုတ်ဘူးဒါပြင် ်သူတို့ကဒီလိုမျိုး သူတပောက်ကိုပဲအားကိုးနေရလို့သူတပကသူတို့ဘောပြုတ်တယ်မြပြုတ်တယ်မြကိုလည်းခေါင်းငုံပြီးညှိခံမှမသိညှိခံနေကြရတော့မှလေသူတွေဟာပြောင်းလဲလေတဲ့တတော်တွေပါလောကနဲ့ပင်လဲဟာလေနှိမ့်ချင်ညှိချင်နဲ့ဘလို့ပဲကိုယ်ပေါ်ကောင်းတဲ့လူဖြစ်နေပါစေသူတပါပေါ်ယုံကြည်အားကိုးပြီးကိုယ်ပေါ်ကိုပြည့်ရထားတာပုံရထားတာမျိုးမလုပ်ကြပါနဲ့ မိမိခြေရာပေါ်ရက်ဒီပါမိမိကိုကိုအကိုပါမိမိကိုကိုရှုံချပါဒါကတော့နောက်ဆုံးချင်းပါမိမိကိုကိုချစ်တဲ့အစဉ်တွေထဲမှာပေါ့အဖေကချက်တွေကိုစလုပ်ပြီးမှတင့်ကိုတင်ရုံချနိုင်မှာပါဘလို့ယုံကြည်မှုမျိုးလဲဆိုရင် ။မဆန်းလောက်ဆိုင်မှာတယောက်တည်းထိုင်စားနိုင်နေဆိုတဲ့အသေးမွှားယုံကြည်မှုလေးကနေငါဘွားမှာစောင်းဝင်နေရကစားငါဘသာအကုံတာဝင်ယူရက်တည်နိုင်နေဆိုတဲ့အထီးပေါ့။ယုံကြည်မှုကလေတဲကနေတော့ပြုတ်ကြမလာပါဘူး။ထိုက်တဲ့နဲ့အားထုတ်မှုရှိလာပြီ။အချိန်တစ်ခုကြာတဲ့အခါအလူလူရရှိလာမယ့်အရာပါ။သာရီအကုန်လုပ်ပြီးမှသာသင်ဟာအချက်တခုကို မိခိုချစ်စိတ်တရာချင်းစိတ်နဲ့ရှာဖွေနေတာမဟုတ်ပဲလက်တွဲပေါ်ကို ရှာဖွေနေခြင်းဆိုတဲ့အစဉ်ကိုရပ်ပါလိမ့်မယ်ဒါဆိုရင်တော့ဒီစာအုပ်ကလေးကိုဆက်လက်ပြီးဖတ်ရှုနိုင်ပါပြီဖြစ်ဆောင်ခြင်းနဲ့ကွဲခြားခြင်း healthy relationship ဆိုလို့ဒီစာအုပ်ထဲကစာရည်ကောလိုက်နိုင်ရင်ဘတော်မှာမပြတ်တော့တဲ့အမြဲထားပါလားတည်တံ့နေဆက်သက်ရတဲ့ခုကို တိဆောက်နိုင်တော့မလားဆိုရင်လုံးဝမဟုတ်ပါဘူး ။တွဆောင်ခြင်းနဲ့ကွက်ခါခြင်းဆိုတာနေရပပလေးပဲခြားသလား။ဒါမှမဟုတ်ခရီးတစ်ခုနေနဲ့ဆို။တွဆောင်ခြင်းကခရီးစားဖြစ်ပြီးကွက်ခါခြင်းကခရီးဆုံးလာလို့တောင် ဆိုရမလားပဲ။ကျွန်တော်တို့ဘဝမှာတွဆောင်ခြင်းနဲ့ကွက်ခါခြင်းကရှိနေမှာပါပဲ။လူတိုင်းနဲ့တချိန်ခွဲခွာကြရမှာပါပဲဒါပေမဲ့အတူရှိနေတယ်။ကာလာလေးမှာတယောက်နဲ့တယောက်ယူတာပေါ့စစ်မှန်ပေးဖို့တန်မိုးရှိတယ် ဆွဆိုင်ရည်တွေကိုတိဆောက်ဖို့ကသာအရေးကြီးဆုံးပါပဲဒါကြောင့်ကိုရောက်နေတယ် relationship ကြီးကရောကိုဘွားအတွက် အထောက်အကူပြုတဲ့အရာလားကိုရဲ့စိတ်နဲ့ကိုကိုညှဉ်းပန်းနေဆန်နေတဲ့အရာလားဆိုတာသိဖို့ရလိုအပ်ပါတယ်။အဲ့ဒီလိုစွထန်ရင်မျိုးဖြစ်နေပြီဆိုရင်မြန်မြန်ဆန်ဆန်ပဲဖြတ်တောက်ပြဖို့လိုပါတယ်။ဒီစာအုပ်ကဒီလိုအကြောင်းအရာတွေပါပဲအလိုလိုရှိနေချင် အပြန်အလှန်တာဝန်ကြည့်ကြဖို့ယူသားဖြူစင်ဖို့နဲ့လမ်းခွဲချတဲ့အခါလူသားဆန်စွာလမ်းခွဲဖို့မကောင်းမွန်တဲ့ဆက်ဆံရေးဆိုရင်အချိန်မီပြတ်တန့်ပြဖို့ပါပဲလူတယောက်ကိုဘွားရဲခေါ်ယူတဲ့အခါအချိန်ယူပါဆိုရတခုရှိတယ်ဘွားမှာမြင်မြန်လာတဲ့အရာတွေကမြင်မြန်ပြန်ထွက်သွားတတ်တာထုံးစံမဲ့တယ်အောင်မြင်မှုတခုလူတယောက်စီးစိမ်ချမ်းသာတခု အစဉ်ပြင်းပြင်းနဲ့လောင်နေမိမှလည်းများပြန်ရင်းသွားတတ်တာအမှန်ပါပဲဒါကြောင့်တင်နေနဲ့လူတစ်ယောက်ကိုသင့်ဘွားရဲကို ခေါ်တော့မယ်ဆိုရင်အချိန်ယူပါဒါကတော့ဘွားနဲ့ရင်ပြီးမှရှာခဲ့တယ်သင်ငန်းစာလေးပါသင်ကျောင်းတွေသူ့ကိုပေးတည်ပါအဲ့ဒီနောက်သူ့ကျောင်းတွေကိုလည်းသင်တိအောင်ကျူစွာပါ သူ့ရဲ့မကောင်းတဲ့အချက်တွေသူ့ရဲ့အချင်းမကောင်းတဲ့ပုံတွေသူ့ရဲ့တကူကောင်းဆန်တဲ့အချင်းတွေသူ့ဘဝရဲ့မအောင်မြင်တဲ့အခိုက်အတန့်တွေကိုမြင်ပြီးတာတော့မှသူ့ဘဝထဲမှာစမီးနေခြင်းစိတ်ရှိသေးလားဆိုတာသင်ကိုသင်သေးချမေးပါအဲ့ဒီလိုပဲသင်ရဲ့ကောင်းကွက်ကြီးပဲလေလူတယောက်ကိုမပြလက်ပြနဲ့ကောင်းရတွေပဲချီပြီးသင်ဘဝထဲကိုမြန်မြန်ဝင်လာတဲ့လူကသင်ဘဝကိုကာဝယ်ဆန့်ရှောက်ပေးမယ်ဥယျာဉ်မှုမဟုတ်ပါဘူး ဒီအတိုင်းပွင့်နေတဲ့ပန်းတွေကိုခဏကြည့်ပြီးပြန်သွားမယ်။ပန်းကျန်လာတဲ့ဧည့်သည်ပါပဲ။ဒါကြောင့်ချစ်ရတဲ့လူတွေကိုသင်ရဲ့ perfect ဖြစ်တာတွေကိုပဲရွေးပြီးမပြပါနဲ့တော့။ချစ်ရတဲ့လူတွေဆိုတာဘဝရဲ့ခက်ခဲနေတဲ့အချိန်မှာစုတ်ကင်ပြီးဖို့လက်တပတ်နဲ့မိုးစရာရှိတဲ့အခါမိသားစရာပခုံးတစ်ခုပါ။ပန်းတွေကို အလားလာချစ်တဲ့ဧည့်သည်တွေက တဲ့ရဲ့မဖူးပွင့်နေတဲ့ပန်းတွေကိုခန်းစားပြီးကြည့်ပေးကြမှာမဟုတ်ပါဘူး။လူတွေကိုဘွားတဲ့ကိုမြင်မြန်ခေါ်မိရင်အဲ့ဒီလူတွေကတဲ့ရဲ့အပေါ်ရန်လှပတွေကိုမြင်ပြီးတဲ့ရဲ့စုကတွေကိုကဲရကြရင်သင်ပဲစိတ်တရားရမှာမို့သင်စိတ်ကလေးကိုစောင့်ရှောက်ပါလူဘဝကိုဘွားတဲ့ကိုမြင်မြန်မခေါ်ပါနဲ့။သူเจ้าတွေကိုတည်အောင်ကြိုးစားပါ။သင်เจ้าတွေကိုလည်းပေးတည်ပါ။ အနှံလေးတက်ဆက်ပေးတယ်။ Healthy relationship ပန်းချန်တဲ့ဥယျာဉ်မှုဆိုတဲ့စာအုပ်လေးရဲ့အပိုင်းကိုဒီမှာပဲခတခဏအချက်နောက်ကိုပြပါရှင်။အနှံလေးတက်ဆက်ပေးတာလေးကိုအချိန်ပေးနားဆင်ပြပါတော့ချစ်တော်လေးတို့ရေ www အချစ်ပါနော်။နနလေးတို့ရဲ့တိကက်စမင်း channel လေးကိုလည်း like and subscribe နဲ့ဝင်ရပေးကြပါအောင်ချစ်တော်လေးတို့ရဲ့စင်ရစာစိတ်ပြစရာအငငယ်ချာနာကျင်စာတွေကို ူတော်လေးနော်နဲ့တူနှစ်နှံလေးကအရရာရင်ဆိုင်ပြီးမှမို့အရရာအတင်းထားကြပါနော်ဖိုင်တင်း